ခုကိုလုပ်နေတဲ့လုပ်ငန်းကိုကိုရဲ့မျိုးဆက်သစ်တွေကိုကိုကလက်ဆင့်ကမ်းခဲ့ခြင်းနဲ့ဆိုလို့ရှိရင်တော့ဘောအမွေအနှစ်ဖြစ်ပေးခဲ့ခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအဆင့်၄ဆင့်ကိုကျွန်တော်တို့ကျော်ဖြတ်ရပါတယ်အဲ့တော့အဲ့ဒီ၄ဆင့်ကိုမကြော်ဖြတ်ဖဲနဲ့လက်ဆင့်ကမ်းခဲ့နိုင်မှာမဟုတ်ဘူးကိုယ့်ရဲ့လုပ်ငန်းကခဏလေးပေါ်လာပြီးတော့မှခဏလေးပျောက်သွားတဲ့လုပ်ငန်းဖြစ်နေမယ်အဲ့တော့အဲ့ဒီအဆင့်၄ဆင့်တွေကဘာတွေလဲ ဲ့တော့ activity ကြည့်နေတဲ့လုပ်ငန်းရှင်တွေအဲ့ဒီအဆင့်နည်းစင်ကိုသိပြီဆိုလို့ရှိရင်ကိုကငါဘယ်အဆင့်ရောက်နေပြီလဲငါဘယ်အဆင့်ကိုတက်ဖို့လိုမလဲဆိုတာကိုကျွန်တော်တို့သုံးသပ်နိုင်လိမ့်မယ်။ခင်ဗျားတို့ကျွန်တော်အဆင့်တက်ကပါလဲဆိုတော့လုပ်ငန်းတစ်ခုစတင်ပြီဆိုလို့ရှိရင် startup အဆင့်လို့ခေါ်တယ်။အခုမှစတင်တဲ့အနေထား။တော့ကျွန်တော်ဆိုလို့ရှိရင် unlock your future ကိုကျွန်တော်စလိုက်တယ်။လုံခဲ့တဲ့၃လတင်းကကျွန်တော်စလိုက်တယ်။အဲ့ဒါ startup အဆင့် နော် startup စခုမှစတင်တော့ကျွန်တော် idea တွေထုတ်တယ်နော် idea ထုတ်ပြီးတော့မှကျွန်တော်ကိုယ်တိုင်ဝင်ပါတယ်ကျွန်တော်ကိုယ်တိုင်လုပ်တယ်ဟလာကျွန်တော်ကိုယ်တိုင်အများကြီး process တွေကျွန်တော် run နေဒါပေမဲ့ကျွန်တော်ကအဲ့ဒီ startup တိုင်းသွားမယ်ဆိုလို့ရှိရင်ကျွန်တော်ကမကြခင်မှာကျွန်တော်လုပ်ငန်းပျောက်ကောင်းလေးပျောက်သွားနိုင်တယ်အဲ့ကျွန်တော်မရှိတော့ရင်ရက်တန့်သွားနိုင်တယ်အဲ့တော့အဲ့ဒီ startup အဆင့်ပြီးသွားပြီဆိုလို့ရှိရင်ဘယ်အဆင့်ကိုတက်ရမှာလဲဆိုတော့ကျွန်တော်တို့ system mice ဆိုတဲ့အဆင့်ကိုတက်ရမှာအဲ့ system mice ဆိုတာဘာလို့တက်လဲဆိုတော့ system ချတာ တော့ system ချတာကဘာလုပ်တာလဲဆိုတော့ကျွန်တော်တို့လူနဲ့ process ကိုကျွန်တော်တို့ပေါင်းတာအဲ့တော့အခုလုပ်နေတဲ့ဝန်ထမ်းတွေအပေါ်မှာအားကိုးတာမျိုးမဟုတ်ဘဲနဲ့ process ခုနကပြော system ကိုအားကိုးသွားတာအဲ့တော့ဘယ်သူပဲဝင်လာဝင်လာဒီ system နဲ့ဝင်လိုက်ပြီဆိုလို့ရှိရင် तू ကဒီလုပ်ငန်းကဆက်လက်ပြီးတော့မောင်းနေလုံသွားလို့ရပြီအဲ့တော့ဥပမာနဲ့ပြောရမယ်ဆိုလို့ရှိရင်ထားပါတော့ကိုက pizza ဆိုင်ဒီဇိုင်းဖွင့်တယ် တော့ဖွင့်လိုက်တဲ့အချိန်ဒီပါလဲဆိုအဲ့ဒီကာလကိုကျွန်တော် startup ကာလလို့ခေါ်တယ်ကိုကိုတိုင်ဝင်ပြီးတော့မှဟလာဗီဇာဝင်လို့ချင်တယ်လုံးပါပဲကိုကိုတိုင်ရောင်းတဲ့နေရာမှာလဲကိုကိုတိုင်ပါခြင်းလဲပါမှာပဲအဲ့တော့ငွေကြိုင်တဲ့နေရာမှာလဲကိုကိုတိုင်ပါခြင်းလဲပါမှာပဲအဲ့ဒီအတိုင်းကျွန်တော်တို့ကသွားနေလို့မရအောင်အဲ့တော့ system ချလိုက်ပြီဆိုလို့ရှိရင်အဲ့ဒီဗီဇာလုတ်ဖို့အတွက်ကုန်ကြမ်းဝယ်တဲ့အဆင့်ကုန်ကြမ်းဝယ်တဲ့အဆင့်ကနေပြီးတော့မှဟလာထုတ်လုတ်တဲ့အဆင့်ထုတ်လုတ်ပြီးတော့မှရောင်းချတဲ့အဆင့်ရောင်းချတဲ့အဆင့်ကမှ customer တွေဒီကနေပြီးတော့မှ review တွေတောင်းတဲ့ အဆင့်တိအောင်အားလုံးကိုမလုပ်ထားတာလဲဆိုတော့ document တက်လောက်ထားတာချင်းရင်းနဲ့လောက်ထားတာဒီကျွန်တော်တို့စာရွက်ပေါ်မှာအကုန်ချရေးထားတာပြောအဆင့်တက်ပါလို့အဆင့်နဲ့ပါလို့အဆင့်သုံးပါလို့အဲ့ထဲပေါ်မှာဘယ်သူကပါလို့ဘယ်သူကပါလို့ဘယ်သူကပါလို့ဆိုပြီးတော့မှလုံလိုက်တာဒါဒီကျွန်တော်တို့က system ချရတယ်လို့ခေါ်တယ်အဲ့တော့ခုဒီဗီဒီယိုကြည့်နေတဲ့လုပ်ငန်းရှင်တွေရောကိုဒီ startup level မှာရှိနေတာလားဒါမှမဟုတ် system အဆင့်ကိုသွားနေပြီလား Okay အဲ့တော့ system အဆင့်ကျော်သွားပြီဆိုလို့ရှိရင်တော့နောက်တစ်ဆင့်တက်ဖို့လိုပြီအဲ့ဒီအဆင့်ကိုကျွန်တော်တို့ပါခေါ်လဲဆိုတော့ scale လုပ်တယ်လို့ခေါ်တယ်ချဲ့ထွင်ပြီကိုမှ system ပိုင်သွားပြီဖြစ်တဲ့အတော့ကကိုက design design လေးနဲ့ရက်မနေတော့ဘင်းနဲ့နောက်ထပ်စိုင်ခွဲတွေကျွန်တော်တို့ဖွင့်မယ်ဒါလားတခြားမျိုးတွေမှာကျွန်တော်တို့ဖွင့်မယ်ဒါစီကျွန်တော်တို့က scale လုပ်တယ်လို့ခေါ်တယ်အဲ့တော့ scale လုပ်တယ်ဆိုတာခုနကပြောတဲ့ system ပိုင်းမှလုပ်လို့ရမှာเนาะအဲ့တော့ system မပိုင်းမဲနဲ့ scale လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့လုပ်ငန်းကြီးကပြင်းပြင်းကျဲဖြစ်သွားပြီးတော့မှဘာဖြစ်မလဲဆိုတော့ဆုံးရှုံးရနိုင်ကြီးများတယ်အဲ့တော့ကျွန်တော်တို့ကဘယ်လိုဖြစ်မလဲဆိုအလန်းကျဲတော့အလေလက်တယ်ဆိုတဲ့သဘောမျိုးပေါ့ နော်အဲ့တော့ကိုကအလန်းကျေလိုက်တော့အလေလက်သွားတာအဲ့တော့ကို့အတွက်ဆုံးရှုံးမှုတွေရှိတယ်ကျွန်တော်ချာရှုံးတဲ့စီးပွားရေးလုပ်ငန်းတော်တော်များများမှာအဲ့ဒါသွားတွေ့ရတယ်အဲ့တော့ system မရှိဘဲနဲ့ scale လုပ်တာ system မကြဘဲနဲ့ချဲ့ထွင်တာဒါကကျွန်တော်တို့အဆင့်သုံးအဆင့်၄ရတော့ကျွန်တော်တို့ရှင်းပါတယ်အဲ့တော့ကိုယ့်ရဲ့လုပ်ငန်းက startup level လဲကျော်ခဲ့ပြီး system နဲ့ချပြီးသွားပြီးနောက်နောက်ပြီးတော့မှ scale လဲလုပ်နိုင်ပြီဆိုလို့ရှိရင်ကျွန်တော်တို့က sell ပြန်ရောင်းလို့ရတဲ့အဆင့်ကိုကျွန်တော်တို့ရောက်သွားပြီအဲ့တော့ပြန်ရောင်းနေဆိုတော့ကိုယ့်လုပ်ငန်းကြီးကိုရောင်းတာလား ါမှမဟုတ် share တွေကိုရောင်းတာလားဒါမှမဟုတ် franchise တွေပြန်ပေးတာလားဒါဒီကျွန်တော်တို့ကဒါ sell အဆင့်ကိုရောက်သွားပြီအဲ့တော့ကျွန်တော်ရဲ့ unlock your future company ဆိုလို့ရှိရင်ဘယ်မှာရှိနေလဲလို့အခုလုပ်ငန်းရှင်တွေထင်ပါတယ်အဲ့တော့မသိဘူးဆိုလို့ရှိရင်ကျွန်တော်ပြောပြမယ်အဲ့တော့ကျွန်တော်ရဲ့လုပ်ငန်းက system mind အဆင့်မှာပဲရှိသေးတယ်ကျွန်တော်လည်းကျွန်တော်လုပ်ငန်းကို system ချနေပါဆိုကျွန်တော်လုပ်ငန်းကလည်းအခုမှတက်တန်းက3နှစ်ကျော်4နှစ်ထဲပဲရှိသေးတော့နော် system ကျွန်တော်ချနေတဲ့အဆင့်ပြီးမှကျွန်တော်ဘာလုပ်မှာလဲဆိုတော့ကျွန်တော် scale လုပ်တော့မှာနော် scale လုပ်မယ်ပြီးရင်ကျွန်တော် sell ပြန်လုပ်မယ် နောက်အလောက်ရဲ့ future အသင်ယူတွေကိုကျွန်တော်တို့ပြန်ရောင်းတာမျိုးတို့ franchise ပေးတာမျိုးတို့ဒါမျိုးတွေလောက်ပါအဲ့တော့အခုဒီ video ကြည့်နေတဲ့လုပ်ငန်းရှင်တွေဒီလေအဲ့ဒီအဆင့်၄ဆင့်ကိုကျွန်တော်တို့ကြော်ဖြတ်နိုင်ပြီဆိုလို့ရှိရင်ကိုက legacy အမြင်နဲ့ခြံထားခဲ့နိုင်လိမ့်မယ်ဥမာထားပါတော့ကျွန်တော်တို့ခလာ KFC တို့ဘာလို့ဆိုလို့ရှိရင်စပြီးတော့မှ startup လုပ်လိုက်တဲ့လူကတော့တည်သွားပြီဒါပေမဲ့အခုချိန်ထိအောင်အမွေအနှစ်ဖြိမ်နဲ့ရံငယ်တော့မယ်အဲ့လိုပဲကျွန်တော်တို့ Edison ထောင်ခဲ့တဲ့ General Electric တို့ GE တို့ပါလို့ဆိုလို့ရှိရင်လည်းအခုချိန်ထိအောင်ကျွန်တော်တို့ရှိနေသေးပဲ အဲ့တော့အလီဘာဘာဆိုလို့ရှိရင်လည်းအဲ့တိုင်းပဲလာမယ့်နှစ်ပေါင်း100မှာလည်းအလီဘာဘာရှိနေဦးမှာပဲသူကဘာကြောင့်လဲဆိုတော့ခုနအဆင့်၄ဆင့်ကိုသူတို့ရအောင်ကျော်ဖြတ်ခဲ့ပြီးသားဖြစ်တဲ့အတွက်ဒါအမွေနှစ်ဖြစ်ချင်နေတာအဲ့တော့ဒီဗီဒီယိုကြည့်နေတဲ့လုပ်ငန်းရှင်တွေဒီလေဒီဆင့်တွေကျော်ဖြတ်ပါကျော်ဖြတ်ပြီးတော့မှအမွေအနှစ်ဖြစ်နေထားခဲ့နိုင်ပြီးတော့မှကိုကဂုံယူဝင်ကြွားနိုင်တဲ့သူတွေအောင်ဖြစ်အောင်ကြိုးစားပါ ဒီကြောင့်အရင်ကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေတဲ့လုပ်ငန်းရှင်တွေဟာအကျိုးတစုံတရာလည်းမရဘူးအများကြီးတွေးနိုင်နေမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။အဲ့တော့ဒီဗီဒီယိုစုံထောင်ကြည့်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။ဒီဗီဒီယိုကကိုယ့်အတွက်အကျိုးတစုံတရာရတဲ့ဆိုလို့ရှိရင်တော့ comment မှာ yes လို့ရေးပေးပါဦး။ကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်တို့ကိုညဏ်လေးအောင်ပါမိင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ။